အဲ့ဒီအဆိုကိုပေါင်မြို့နယ်မဲဆန္ဒနယ်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါ်မီကွန်ချန်းကတင်သွင်းတာဖြစ်ပြီးပြန်လည်စစ်စစ်ဖို့ကော်မတီတရက်ဖွဲ့စည်းတင်ကြောင်းလဲလွတ်တော်မှာအကြံပြုတင်ပြခဲ့ပါတယ်။ပြည်ရင်းပြည်ပကော်မတီတွေနဲ့စာချုပ်ချုပ်ဆိုပြီးကောင်ထဲမဖော်ရသေးတဲ့လုပ်ငန်းများစွာရှိနေကြောင်းနဲ့ပြည်သူလူထုအကျိုးမရှိဘဲတဘာဝပတ်ဝန်းကျင်ထိခိုက်တဲ့နှစ်ရှည်စီမံကိန်းတွေကိုစစ်စစ်ရေးအဖွဲ့ဖွဲ့ပြီးပြန်လည်စစ်စစ်ဖို့လိုအပ်ကြောင်းလဲဒေါ်မီကွန်ချန်းကတင်ပြခဲ့ပါတယ်။ ယခင်ဆိုရလက်ထက်မှာခွင့်ပြုပြီးအကောင့်ထဲမဖို့မလုဆောင်သေးတဲ့စီမံကိန်းများစွာလည်းရှိနေပါသေးတယ်။အဲ့ဒီထဲမှာကျမတို့ဤရင်းပြပကုမ္ပဏီပုဂ္ဂလိကတွေကနေပြီးတော့ MOU MOA JBA တွေစာချုပ်တွေလက်ဥမှုယူပြီးလက်မှတ်ထိုးထားတဲ့ဆောင်ရွက်တဲ့အခုဥပမာရဲအလျက်စစ်လိုဟာမျိုးဆိုရင်50ခုတောင်ရှိပါသေးတယ်။အများဆုံးကတော့တိုင်းရင်းသားဒေသတွေမှာရှိနေပါတယ်။စီမံကိန်းအကြောင်းပြပြီးလေယာဉ်မြေတွေတိမ့်တာတွေလည်းရှိပါသေးတယ်။ ကျက်စုပင်စီမံကိန်းဆိုရင်မအောင်မြင်တဲ့စီမံကိန်းဆိုတာလည်းပြည်သူတွေလက်ခံထားပြီးသားပါဒါပေမဲ့ဒါတွေကိုတိမ်းထဲဆဲထားတဲ့လေယံမြေတွေကိုပြည်သူတွေကိုပြန်ပေးတင်ပါတယ်ဒါအပြင်လက်ရှိအစိုးရတဲ့အနေနဲ့နိုင်ငံကိုတိုးတက်အောင်လှုပ်ဆောင်နေတဲ့အချိန်မှာခေတ်ဆက်ဆက်ကလုပ်ခဲ့တဲ့စီမံကိန်းတွေရဲ့ဆိုကြိုးတွေကိုဖြည့်ရှင်းနေရတာကြောင့်အစိုးရအသေးရဲ့ရှေ့ဆက်ရမယ့်လုပ်ငန်းတွေလည်းနှောင့်နှေးကြန့်ကြာနေကြောင်းလွတ်တော်ကိုယ်စားလှယ်ဒေါ်မီကွန်ချန်းကတင်ပြခဲ့ပါဗျာ။ ကျမတို့ရဲ့အစိုးရတစ်လက်ထက်မှာရှေ့တို့နိုင်ငံကိုတိုးတက်အောင်လှုပ်ဆောင်နေတဲ့အချိန်မှာခေတ်အဆက်ဆက်ကနေပြီးတော့ဒီဆိုးကျိုးတွေကပြဿနာအဟောင်းတွေကရင်ဝယ်ပိုက်ပြီးတော့ကျမတို့ကဒါခုထပ်ပြီးတော့စွဲနေရပါတယ်လက်ခံနေရပါတယ်ပြည်သူလူထုရဲ့တောင်းဆိုချက်ကြောင့်ကျမတို့လွှတ်တော်မှာမေကွန်းနဲ့အစိုးရမေးမြန်းနေရတယ်တက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်းနေ့စဉ်လွှတ်တော်ကိုလာရောက်ပြီးတော့ဖြေရှင်းနေရတာလည်းအတွေ့ပဲဖြစ်ပါတယ်အစိုးရအနေနဲ့ရှေ့ဆက်ရမယ့်လုပ်ငန်းများအတွက်နှောက်နှေးတယ်လို့ နောက်ထပ်ယင်းနှီးမြုံနိုင်ရစောက်ဆိုင်နေတဲ့နိုင်ငံတကာလုပ်ငန်းရှင်အနေနဲ့လည်းပူပန်ကြမှာမလွဲပါဘူးရှင်။ဖားကန်မဲဆန္ဒနယ်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးတင်ဆိုးကလည်းအရင်ဆိုးရလက်ထက်ကဖားကန်ဒေသမှာကုမ္ပဏီတစ်ခုကမြေအေကတောင်းကြော်ကိုတင်ယူထားတာရှိကြောင်းနဲ့ဒေါမီကွန်ချန်တင်သွင်းတဲ့အဆိုကိုထောက်ခံကြောင်းပြောပါရယ်။တနင်္ဂနွေတိုင်းတာတည်နေကြတာကကျွန်တော်ဖက်ကမှာကြောက်စိမ့်လုံငန်းတစ်ခုတည်းပဲတည်နေကြတယ်။ဒါပေမဲ့ကျွန်တော်ဖက်ကနေတိုင်းမှာအင်တာမမြေဩစာကောင်းတဲ့เนาะဒီဟူကောင်းလူမင်းလို့ပြောတဲ့ကျွန်တော်ဖက်ကမြို့နယ်ထဲမှာပါနေတဲ့ဒီ တနိုင်းလမ်းစတီဝဲလမ်းမကြီးတစ်လျှောက်မှာယူဇနာကုမ္ပဏီကတင်ထားတယ်နော်နေရာပြီးတောင်းနေချီရှိတယ်အဲကျွန်တော်ဖကန်းမြို့နယ်တွင်မှာဆိုတော့ဧကပေါင်း2800လောက်ရှိတယ်အဲကျွန်တော်နဲ့ဆက်နေတနိုင်းမှာဆိုဧကပေါင်း3900လောက်ရှိတယ်အဲ့တော့ဒါတွေဟာယူဇနာကုမ္ပဏီတူဦးဒီကနေလို့နော်ကျွန်တော်တို့အဲပြည်သူလူထုရှိရနေလို့အတင်းဓမတင်ထားတဲ့ပုံစံမျိုးဖြစ်တယ်။အဲမရောင်းလဲရောင်းရောင်းလဲရောင်းတဧက၈000လုံးနဲ့လောက်တဲ့ခါကျတော့နောက်ဆုံး data ကနေရဘယ်လိုလဲဆိုလို့ရှိရင် ဒီကျဲနွားစချက်တွေပါမရှိတော့သူတို့ရဲ့ငကူလေရင်နေပေါ့ဗျာကျွန်တော်လုတ်မီးရုပ်ဖလာလုတ်ကင်စားတဲ့လေတွေရစအကုန်လုံးပါသွားတဲ့ကိစ္စတွေအပေါ်မှာအဓိကအားလုံးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီကိစ္စဒီမိကိုချန်တင်ခဲ့တဲ့ကိစ္စအဆိုးဟာအင်ပရာမကောင်းပါလေတောင်ကုတ်မဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမင်းမြင့်ကလည်းတောင်ကုတ်မြို့နယ်မှာရှိနေတဲ့နေပူတောင်မာဘယ်ကျောက်ထုတ်လုပ်ရေးစီမံကိန်းကိုဥပမာပေးပြီးအဆိုကိုအခုလိုထောက်ခံဆွေးနွေးခဲ့ပါတယ် ီးပွားရေးစီမံကိန်းလုပ်ငန်းတစ်ခုဆိုတာနိုင်ငံတော်အတွက်ကောဒေသခံပြည်သူလူထုအကျိုးအမြတ်များများရမှာဖြစ်ပြီးဘေးရွယ်ဆိုးကျိုးမှာလည်းလူထုလက်ခံနိုင်တဲ့အတိုင်းအတာသာဖြစ်ရပါမယ်။ အခုလက်ရှိနေဘူးတော့မှာပဲကြောက်ထုတ်လို့မှုလုပ်ငန်းကိုကြည့်မယ်ဆိုရင်ဒေတာကန်တွေအတွက်ပြောပလောက်တဲ့အကျိုးစီးပွားမရှိဘဲတဘောပဝင်းကျင်ရဲ့ပြည်စီမှုတန်ကိုသာလက်တွေ့ခန်းစားနေရပါတယ်ထို့အတူဝင်ငွေပမာဏမှာလည်းနိုင်ငံတော်အတွက်ထိရောက်တဲ့အတိုင်းအတာတစ်ခုဖြစ်မဖြစ်ဆိုတာကိုလည်းပြန်လည်ဆန်းစစ်ဖို့လိုအပ်ပါတယ်ရှင်ကြောက်ပြူစီမံကိန်းပါဝင်တခြားစီမံကိန်းများကိုလည်းနိုင်ငံတော်ကပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ခြင်းတို့ကိုပြုလုပ်သင့်ပါကြောင်းပြောကြရင်ဒေါမီကွန်ချမ်းရဲ့အဆိုကိုလေးလေးနက်နက်ထောက်ခံလိုက်ရပါတယ်ရှင် ဒေါ်မီကွန်ချန်တင်သွင်းတဲ့အဆိုကိုကန့်ကွက်သူမရှိတဲ့အတွက်လွှတ်တော်မှလက်ခံဆွေးနွေးဖို့အတည်ပြုလိုက်ပြီးဆွေးနွေးမဲ့ကိုယ်စားလှယ်တွေကမနက်ဖြန်နောက်ဆုံးစီးရင်ပြေးဖို့ကြရမှာဖြစ်ပါတယ်ခင်ဗျာ။